ဤလောကမှာတဆေမယုံကြည်သူပေါင်းများစွာရှိသလိုတဆေခြောက်ခံရတဲ့လူပေါင်းများစွာလည်းရှိပါတယ်ထို့အတူတရေတဆေမွေးမြူတဲ့သူလည်းရှိခဲ့ပါတယ်သို့သောတဆေမွေးသူတွေကရှားလဲရှားခဲ့ပါတယ်အဘယ်ကြောင့်ဆိုသောတဆေမွေးတဲ့သူကဂရိတီရပါတယ်တမတ်ချက်တိကျရပါတယ်အကယ်၍ဂရိမတီတမတ်ချက်ကိုအလေးမထားပော့ရော့လျင်တော့မိမိမွေးတဲ့တဆေကမိမိကိုရန်ရှာတတ်တာကြောင့်လည်းဖြစ်ပါတယ်အညာဒေသရွာတရွာမှာပါဒေါ်နန်းအင်ဟာကရင်မျိုးသမီးတူဖြစ်ပါတယ်အသားညွညွပပင်ပပဖြစ်ပါတယ်အနေဒီစကားနဲ့သူလို့ဆိုရမှာပါ တို့ပဲလေဒေါ်နိုင်ရဒေါ်သကြီးပါတယ်မဟုတ်မကန်းဆက်ဆက်ကျဲဖြစ်ပါတယ်အသက်60ကျော်ပြီဖြစ်တာကြောင့်သပင်နေရာလဲဖွာလန်ကျဲနေပါတယ်သပင်ကိုစီးနှောင်ထားတဲ့အလေးထားလည်းမရှိပါဘူးအမြဲတမ်းသပင်တွေကိုတော့ဖားရချထားပါတယ်ဒေါ်နိုင်ရအိမ်ရှိမှာတော့ကြီးမတ်တန်မှလာတဲ့ဇပလင်ပင်ကြီးတစ်ပင်ရှိပါတယ်အဲဒီဇပလင်ပင်ကိုသွေးခံဆိုင်ပြီးတော့သွေးလောင်းတယ်လို့ဆိုကြပါတယ်ဒေါ်နိုင်မှာတော့မယူပါလို့ခေါ်တဲ့သမီးတူရှိပါတယ်ဒေါ်နိုင်တယောက်ကကလေးမီးဖွားပေးရမှလဲကျွမ်းကျင်လာတဲ့အရက်လက်တဲ့တယောက်ဖြစ်ပါတယ်။ဒါပေမဲ့လည်းလူတိုင်းနဲ့တော့ဒေါ်နိုင်ရဲ့အလုံးမလုပ်ပါဘူး။ ဒေါ်နိုင်ရဲ့ခင်မွန်းကတော့အရက်တောက်သူပါလွန်ခဲ့တဲ့10နှစ်ခန့်ကအမူးလွန်ပြီးတော့တည်ဆုံးသွားခဲ့ပါတယ်အဲဒီချိန်တော့မတ်ယူပါ12နှစ်သာရှိပါသေးတယ်မတ်ယူပါတူနာပြုတ်တင်တန်းတက်ပြီးတော့တူနာပြုတ်ဆီယာမဖြစ်ခါမြေလက်ဒေတာစေးုံတေုံကိုအလုံးနဲ့ပြောင်းနေရပါတယ်မိခင်ကိုခေါ်ပေမဲ့လည်းမလိုက်နိုင်ခဲ့ပါဘူးအဲဒီနောက်ပိုင်းမှာတော့ဒေါ်နိုင်တယောက်တည်းအထီးကျန်ဖြစ်သွားခဲ့ပါတယ်အစားဒေါ်နိုင်တစီမွေးမှန်းဘယ်သူမှမသိကြပါဘူးလာမိုင်ညတညတကောင်ရံချိန်မှာပါဒေါ်နိုင်ရဲ့အင်ရှိဇပလင်ပင်နားမှာလူတယောက်ကြောခိုင်းပြီးရက်နေတာကိုတွေ့တဲ့အကြောင်းစတင်ပြောသူကတော့ကိုဂျိုးဆက်ဖြစ်ပါတယ် ကိုကျိုးဆက်ကအရက်သမားပါတညမှာတော့ကိုကျိုးဆက်တယောက်ကအရက်ထွေထွေလေးနဲ့ပြန်လာရင်ဒေါ်နန်းရဲ့အိမ်နာကိုအရောက်ဖြက်ခနဲလမ်းကြည့်လိုက်တဲ့အခါမှာတော့အင်ရှိဇပလင်ပင်နားမှာကြောခိုင်းပြီးတော့ရက်နေတဲ့သူတယောက်ကိုတွေ့လိုက်ရပါတယ်ဟေးဘယ်သူလဲကွာအဲ့လိုမေးလိုက်တဲ့အခါမှာတော့အဲ့ဒီတရံကမျက်စိရှိမှပဲပြောက်ွယ်သွားခဲ့ပါတယ်ကိုကျိုးဆက်ရဲ့ခေါင်းကြီးကလည်းပုတ်လောက်ကြီးပင်ဖြစ်သွားပြီးတော့ကြက်သိန်းတွေတဖျံဖျံထလာကကြောက်ပြီးတော့တရေတရေလို့အော်ကပြေးခဲ့ရပါတယ် ကိုဂျိုးဆက်ကသူဒွန်နိုင်အိမ်ရှိမှာတရေချောက်ခံရတဲ့အကြောင်းပြောပေမဲ့လည်းသူကအယက်သမားဖြစ်နေတာကြောင့်ဘသူကမှအလေးမထားကြပါဘူး။မယုံကြပါဘူး။ကိုဂျိုးဆက်ကမူးမူးနဲ့မြင်ကြရတယ်မြင်တယ်လို့ပဲပြောဆိုကြပါတယ်။အဲလိုနဲ့ပဲကိုဂျိုးဆက်ရဲ့ထောင်နှံစကားဟာရေပေါ့ဖြစ်သွားခဲ့ရပါတယ်။မြည်သူဆိုစေအမှန်တရားဖုံးကွယ်ရေးမရဆိုတဲ့စကားတိုင်းဒွန်နိုင်အိမ်တဆေမွေးကြမပေါ်ပေါက်သေးခင်ဒွန်နိုင်အိမ်အိမ်ရှိဇပလင်ပင်နဲ့မကြီးပင်မှာတဆေရှိတဲ့အကြောင်းလူတွေသိသွားခဲ့ပါတယ်။တသက်ပြလိုက်သူကတော့ကိုတိန်ရောင်ပါ။ ကိုတရံကလူပြတ်မဟုတ်ပေမဲ့ခြေစော့လက်စော့ရှိသူပါလင်းရင်လစ်တယ်လို့ခိုးဝက်တတ်သူပါတညမှာတော့ကိုတရံကဒေါ်နိုင်ရဲ့အိမ်ကိုခိုးရံဝင်ခဲ့ပါတယ်ဒေါ်နိုင်ရဲ့အိမ်ကလမ်းဘေးမှာတည်ရှိပေမဲ့ခြံကာရံထားခြင်းတော့မရှိပါကိုတရံကမောင်ရိပ်ကိုဝင်လာပြီးတော့ဇပလင်ပင်နားမှာခိုးကတ်လိုက်ပါတယ်အဲဒီနောက်မှာတော့ဇက်ကနဲကြိလိုက်တဲ့အခါမှာအမွေးမြင်နေထူနေတဲ့ခြေထောက်တစ်ချောင်းကိုတွေ့လိုက်ရပါတယ်သူရဲ့ခေါင်းကလည်းပုတ်လောက်ကြီးဖြစ်သွားပြီးတော့ကြက်သိန်းနေရာတစ်ဖက်ဖက်ထလိုပါကိုတရံကြောက်ကြောက်နဲ့ကြိလိုက်မိတဲ့အခါမှာတော့ကြောက်စိတ်ရဲ့ဖြစ်စည်းမှုကိုခံစားလိုက်ရပါတယ်မကြည့်ရတော့ပါဘူး တို့ပဲမဲ့လည်းမနေနိုင်တာကြောင့်ကြိလိုက်တဲ့အခါမှာတော့အမွေးထူထူခြေနှစ်ချောင်းပိုင်ရှင်ကခေါင်းမရှိပါဘူး။ကိုတယောင်ကကြောက်ကြောက်နဲ့អော်ဟစ်ပြီးတော့ခုံထွက်လိုက်ပြီးလဲကြိလိုက်တဲ့အခါမှာတော့ခေါင်းမရှိတဲ့ခန္ဓာကိုယ်ကြီးကနောက်ကလိုက်လာတယ်လို့ဆိုပါတယ်။အရင်နောက်မှာတော့ဒွန်နန်ရဲ့အင်ရှိကတက်စီယာနာမည်ကြီးသွားခဲ့ပါတယ်။ဒွန်နန်ရဲ့အင်ရှိမှရှိတဲ့ဇပလင်မင်နဲ့မကြီးပင်ကတက်စီရှိတယ်ဆိုပြီးတော့ပြောတဲ့နေရာပေါ်ပေါက်လာခဲ့ပါတော့တယ်။ထို့အတူပဲဒွန်နန်ရဲ့အင်ရှိမှမကြာခဏတက်စီတကောင်ရက်နေတာကိုလည်းတွေ့သူတွေများလာခဲ့ပါတယ်။ တခါကတော့ဒေါ်နိုင်နဲ့စကားများတဲ့မမေတောင်ရဲ့အိမ်ကိုဂဲတွေကြလာဒီမှာတညလုံးလို့ဆိုရမှာပါ။တို့ပဲမဲ့လဲခတ်တာကတော့သူ့ရဲ့ဘေးမှာရှိတဲ့အိမ်ကိုတော့ဂဲတွေကတလုံးမှမကြပါဘူး။အဲဒီနောက်ပိုင်းမှာတော့ဒေါ်နိုင်အိမ်ကိုတဆေမွေးသူဆိုပြီးတော့တတ်မှတ်လိုက်ကြပါရတယ်။အိမ်နောက်မှာတော့ရက်ွက်တွေကလူတွေရဲ့ဖဲချင်းချင်းကိုခံခဲ့ရပါတယ်။အစကဒေါ်နိုင်အိမ်ကအရက်လက်တဲ့ဖြစ်တာကြောင့်ခေါ်ကြပေမဲ့လဲယခုတော့ခေါ်မဲ့သူမရှိတော့ပါဘူး။ဒေါ်နိုင်အိမ်တရားကလည်းအိမ်ထဲကလည်းမထွက်တော့ပါဘူး။သို့တော်လဲတညမှာတော့အတန်နဲ့ကြီးနဲ့អော်လိုက်တဲ့အတန်ကိုကြားလိုက်ရပါတယ်။အတန်ကဒေါ်နိုင်ရဲ့အိမ်ကမှန်းတိတာကြောင့်ရက်ွက်တွေကလူတွေတွားကြည့်တဲ့အခါမှာတော့ ဇပလင်ရှိမှာဒေါ်နိုင်မောက်ရက်ကြီးလဲကြနေတာကိုတွေ့ရပါတယ်။သူမကိုကြည့်လိုက်တဲ့အခါမှာတော့သူမနဲ့မလန်းမကက်မှာအမဲသားတွေတရွဲ့နဲ့မျိုးလုံးအကြောင်သားနဲ့ရှာထွက်ပြီးတည်နေကြောင်းတွေ့ရပါတယ်။အဲဒါကြောင့်မဲ့သက်ဆိုင်ရာကိုအကြောင်းကြားပြီးတော့ဆေးရုံပို့လိုက်တဲ့အခါမှာတော့ရဲမတန်းမှာတော့ဒေါ်နန်းအင်ကနောက်ကျောကိုပြင်းထန်စွာရိုက်လိုက်ပြီးပြန်လဲကြမှာလေပင်ညစ်ခံရသည်ဂုတ်ကျိုးနေသည်အဲ့လိုမျိုးတွေ့ရပါတယ် မှန်ပါတယ်ဆေးရုံကပြန်လဲခေါ်ယူခွင့်ပြုတာကြောင့်မြမထုံနှဲအစင်လာရဒေါ်နိုင်ကိုရေချိုးပေးတဲ့အခါမှာတော့ဒေါ်နိုင်ရဲ့ကြောပြင်မှာလက်ငါးချောင်းယာကြီးနဲ့လယ်ဘေးမှာလည်းလက်ယာတွေတွေ့ရပါတယ်ညိုမဲနေရပါလက်ယာဟာယောက်ျားတစ်ယောက်ရဲ့လက်ယာဖြစ်ပြီးတော့ဒေါ်နိုင်ကိုနောက်ကနေရိုက်လိုက်ပြီးတော့ရှေ့ကိုဟတ်ထိုးလဲကြမှာတော့ခွာစည်းပြီးတော့လယ်ဘေးညစ်ထားတယ်လို့သုံးသပ်ကြပါတယ်ရှာထွက်နေတာကတော့တက်သေးဖြစ်ပါတယ်ထိုရွာမှာရှိတဲ့ဆရာတူကတော့ဒေါ်နိုင်တေတာသွေးရိုးသားရိုးတော့မဟုတ်ဘူးသူမွေးထားတဲ့တဆရာသူ့ကိုပြန်တက်လိုက်တာပဲ ြောရလို့ရှိရင်တစေမွေးတယ်ဆိုတာမကောင်းတဲ့လို့ပဲအများအတွက်အန္တရာယ်ရှိတယ်လို့ကို့အတွက်လည်းအန္တရာယ်ရှိတယ်အဲ့လိုမျိုးရှင်းပြပါတယ်ဒေါ်နိုင်ရင်ကိုသူမွေးတဲ့တစေကဘာကြောင့်တက်လေရလဲအဖေကရှင်းနေပါတယ်ဒေါ်နိုင်ရင်ကဂရီးပြက်လို့လို့ဆိုရပါလိမ့်မယ်သူမကကျမကြီးလည်းမကောင်းစီးပွားရေးလည်းကြဆင်းနေလို့သူမွေးတဲ့တဆေတွေကိုသူအစာကျွေးဖို့မေ့နေပါတယ်။အရင်နေ့ကတရိရပြီးတော့တဆေကိုအစာကျွေးဖို့လာတဆေကစိတ်ဆိုးပြီးတော့ရိုက်လိုက်တာပါ။လဲကြမှာတော့ဂုတ်ချိုးပြီးတတ်လိုက်တာပါ။အော်ဒေါ်နိုင်ဒေါ်နိုင်ဖြစ်မှဖြစ်ရလေ။အားလုံးကစိတ်မကောင်းဖြစ်နေကြပါတယ်။ ို့ပဲမဲ့လည်းဘသူမှတော့မတက်နိုင်ကြပါဘူးတဆေမွေးတဲ့ဒေါ်နေဟင်ဟာတဆေတက်လို့တည်ခဲ့ရပါပြီလောကမှာမလုံတဲ့တဲ့လုပ်ကိုလုပ်တဲ့လူတိုင်းဟာကံကြမ္မာဆိုးနဲ့ကြုံရသည့်ကြီးတာဖြစ်ပါတယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုဆုံးနှတိလိုက်ပါနားဆင်ပေးကြကြလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်